ဒီဇင်ဘာ26ရက်ည9:00နာရီလမ်းမတော်ဘုရိုရဲ့ဆလေးလန်းနေရင်တို့ဥပိုးစင်ရောက်လာပါတယ်ဥပိုးစင်ဟာကွဲလွန်သူဥပိုးတင်ရဲ့အကိုဖြစ်ပြီးရန်ကုန်တဖက်ကမ်းစိတ်ကြီးမှာတွားရောက်အခြေချနေထိုင်သူဖြစ်ပါတယ်တချိန်ကရန်ကုန်73လမ်းမှာဖိုးစင်ဖိုးတင်ညီကိုမှာနာမည်ကျော်ရက်ွက်လူမများဖြစ်ခဲ့ကြပါတယ်ဥပိုးစင်မှာပထမအိမ်တော်ကွဲလွန်ပြီးတဲ့နောက်ရန်ကုန်မှာတခါတရံသာနေထိုင်ပြီးဒုတိယအိမ်တော်ရှိတဲ့စိတ်ကြီးမှာတွားရောက်နေထိုင်ခဲ့တာ10နှစ်ခန့်ရှိပြီဖြစ်ပါတယ် လူတွေတည်ရတဲ့တော့တော်လေးဟေးစရန်ဟိုတယ်လမ်းတစ်လျှောက်လုံးမြင်လို့ကိုမကောင်းဘူးမင်းတို့အဝတ်အစားနေနေနဲ့ရွှေငွေရှိတာအကုန်ယူငါနဲ့ဟိုဘက်ကလိုက်ခဲ့ပြီးတော့ဆမမင်းမနဲ့ယူရမှာကြီးကုသိမ့်ပြီးတော့ကောက်ဖို့တင်ခန္ဓာမနဲ့မတောင်းကမင်းတို့အိမ်ပြန်ပြီးတိမ့်နေတာတိမ့်တော့မင်းတို့ကတခါလေးလိုက်ခဲ့ခန္ဓာမတောင်းရင်နဲ့မတောင်းကအပြေးလွားထွက်သွားကြပါလေဆမ ဟိုကောင်အုံးဖေတို့ထွက်နေလို့ဗမာလေးမင်းတွေ့သေးတာဘုံစာချဲတဲ့နေကလေးကမတွေ့တာကိုဖို့တို့ဒီကောင်တွေကွာဘာတွေများဖြစ်နေကြလဲမသိဘူးထိုးချိန်မှာလေရောင်းချက်ပြီးဩသည်ပေါ်ထွက်လာပါလေဘိုးကိုချင်းနဲ့အကုန်စင်းညာဟေးစင်းညာဟေးပစ္စည်းသိမ်းလက်ဆံများချကဘိုးကိုချင်းနဲ့စင်းညာပြန်ပါလေဂျပန်လေရင်များဝိဝိုက်ဘုံကျဲပြီးဆက်တရနဲ့ပြစ်ခတ်နေသည်မှာ15မိနစ်ခန့်ကြာပါလေထို့နောက်မြို့ထဲဘက်ကိုပြန်တန်းသွားကြပါလေထို့တော့ ကံရအမြန်ဆင်းပါရမယ်ဟေးဒီကောင်းနေနောက်မှာတတုံနောက်ထပ်ထပ်လိုက်လာရင်ဒုက္ခရောက်ကုန်ပဲမြ мян ဟပစ္စည်းများကိုကားပေါ်ကိုလူစည်းရနေရာချန်ပြီးတင်တယ်သမျှတင်ကြပါလေဆမ်မမင်းဘာကြီးဖိုးစင်ရဲ့အမေရဲ့မတင်းရရင်ကိုမျက်စိကိုရင်ဖို့အဲ့ဒီမှာငါ့ဘော်တော်ရှိတယ်အဲ့ဒီဘော်ကိုပစ္စည်းတွေတင်ပြီးတာနဲ့ငါနဲ့ခန္ဓာမတို့ကိုပြီးမှတစ်ခေါက်လာပြန်ခေါ်ကြလားကိုဖို့တို့ရှင်မြ мян လာခဲ့နော်ဆိတ်ချပါမတင်းမြအခုလိုက်လာမှာပါ ရှင်မာရင်ကျမလည်းဟိုဘက်ကမသွားဘူးနော်ဖိုးတို့ကမသိမြကိုခေါင်းကြီးပြရင် ကားတကားဖွင့်ပေးလိုက်ပါလေဆံဝကကားကိုမောင်းထွက်သွားပါလေဖိုးတို့လည်းအိမ်ဘော်ကိုပြတ်တက်လိုက်ပါလေ